။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။အခုဆက်လက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဆရာဆွေတောင်တွင်းရေးသားထားတဲ့ထူဆန်းသောအလှခံဖို့ဦးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။မိတ်ဆွေများခန်းစားနာဆင်ပေးကြပါဦးရှင်။ ွန်ခဲ့တော့2009ခုနှစ်ခန့်ကကျွန်တော်ဟာနမီတစ်ထုတ်လုပ်ရေးကုမ္ပဏီမှာလောက်အားပေးဖြင့်စတင်လုပ်ကင်ခဲ့တယ်။ကျွန်တော်ရောက်ရှိခဲ့သောနေရာဒေသချမ်းလူမျိုးတွေနဲ့ကဒူလူမျိုးစုတို့စုပေါင်းနေထိုင်ကြသောဒေသလေးပဲ။ထိုဒေသမှာပညာသည်တွေလည်းအလွန်ပေါများတယ်လို့သိရတယ်။ငယ်စဉ်ကဖတ်ခဲ့တဲ့ပုံပြင်တွေထဲမှာအင်ကိုဧည့်သည်လာရင်အင်ရှင်က အဲ့ဒီဧည့်သက်ကိုချစ်ချိုက်ခဲ့မိပါကဧည့်သက်ကပြန်ဖို့အတွက်ထားမိလို့ရှိရင်သူ့ရဲ့တင်ပါနဲ့ခင်ထားသောဖြာကိုခွာမရအောင်ပညာနဲ့လှောက်ထားတတ်တယ်ဆိုတဲ့အဲ့ဒီဖြစ်တွေကတကယ်တကယ်မှာတော့ဒီဒေတာဘမအဖြစ်ပြက်မှန်တွေမှန်သိရတယ်တထုတ်လို့ရေစကံမှာကျွန်တော်နဲ့မောင်ထေဦးကမနက်ချင်းခါမှစပြီး တော်တဲ့ဝင်ပြီးတော့ခုတ်လဲရမယ်တပင့်တွေကိုတစိမ့်လိုက်ရိုက်ပြီးမြေပုံဖြည့်တင်ဂီတလှုပ်ရတယ်ဒီလိုလှုပ်ပြီးညနေဆောင်ချိန်မှာစခုံးပြန်လျှောက်တယ်ပြီးရင်ကျွန်တော်တို့အဖွဲစခန်းချနာခွေရဖြစ်တော့လဲထဲမှာတဲလေးထဲတွင်အနားယူကြတယ်တညမှာတော့မောင်ထေဦးကကဲကိုကျော်ရေတို့ငါတော့မြကြဆူလားဒီမှာစားရတဲ့တွေက၆တွေကြီးပဲ။ ဟုတ်လဲဟုတ်တယ်ကျွန်တော်တို့စစ်တွေငချောက်အသားဘူးငါဘူးစားတဲ့ရိတ်ခါကြောက်တွေပဲရှိတယ်နေ့တိုင်းတာရီကြီးစားနေရတော့ညီငွေစိတ်ပြက်လာပြီဒီတော့ကျွန်တော်လဲအေးသွားကြတာပေါ့ငါလဲဒါတွေကိုစားရတာစိတ်ပြက်လာပြီဒီလိုဆိုလိုက်ပြီးကျွန်တော်ကတခြားလုံဖို့ကင်ပန်းငါးယောက်ကိုပါ ခေါ်ပြီးတော့လိုအပ်သောပစ္စည်းပစ္စယတွေကိုယူပြီး ၎င်းနဲ့တူတူငါးမြထွက်ဖို့ထွက်ခဲ့တယ်။၎င်းနဲ့တူတူငါးမြပိုးရန်ထွက်ခဲ့တယ်။ငါးမြရမယ့်နေရာကျွန်တော်တို့တဲတော့လဲတဲ့နဲ့တိတ်မဝေးဘူး။ရှေခန်စီကိုရောက်တော့ကျွန်တော်တို့လည်းငါးစတင်မြတယ်။ပေါင်ထဲဦးကလည်းငါးမြလိုက်စစ်သားတွေအုံပြုတ်တော့ရေဘူးထဲထက်ထားတဲ့ရကူမော်လိုက်နဲ့လှုပ်တယ်။ဒီလိုကိုစီငါးမြကြလေရာမောင်ထဲဦးကလွဲပြီး ကျွန်တော်တို့အားလုံးမှာငားတွေတကောင်ပြီးတကောင်ရတယ်။မောင်ထဲဦးမှာအချိန်ကြာမြင့်လာသည့်တိုင်အောင်ငားတကောင်မှမရသေးဘူး။ထွက်ခါ၎င်းကငားနေရကိုဘာလို့ငားမစွဲလဲ။ဒီလိုရရွတ်ပြီးသူ့ရဲ့ဝတ်တီတိုင်ပဲပစက်ကနေအပြစ်တင်ဆဲဆိုတယ်။ပြီးတော့ကျွန်တော်တို့ရဲ့နေရကိုဝင်ထိုင်ပြီးတော့ငားများပြန်တယ်။ဒီလိုနေရာပြောင်းပြီးငားများသည့်တိုင်အောင် ျွန်တော်တို့ကသာငါးတွေရခဲ့ပြီးသူကတော့တကောင်းမှမရဘူး။ကြာတော့စိတ်ရှင်ပေါက်လက်ဟန်တူပါတယ်။ဒါကြောင့်မို့လို့ပါဇက်ကအော်ဟစ်ပြောဆိုတယ်။ကဲဒီမှာရှိတဲ့ကွင်းပိုင်ကြီးခမညာကျုပ်ကိုလည်းငါရှောက်အောင်လုပ်ပေးစမ်းပါ။ငါရရင်စအုပ်စားဖျားကိုကျွေးပါမယ်။အရက်လည်းတိုက်ပါမယ်။ဒီလို အော်ဟစ်ပြောပြီးငါပြက်မြတော့သူရဲ့ငမြချင်းမှာငါးတွေ တကောင်ပြီးတကောင်ပါလာတယ်အံ့ဩဖို့အရန်ကောင်းတယ်ငါမြပြီးတော့ခါမှာ မောင်ထေဦးရရှိတော့ငါတွေကိုချိန်တွယ်တွက်ကြည့်တော့သုံးပေးစာထိပဲညင်ကလည်းနဲ့နေပြီးကျွန်တော်တို့အားလုံးလည်းငါတွေထက်ထားတဲ့တောင်းနဲ့တကွာပစ္စည်းပစ္စယတွေကိုတည်ပြီးတဲဥပြန်ခဲ့တယ်အားလုံးပြီးစီပြီးတော့နောက်ထမင်းစားသူဝါစာငါချက်ငါကြော့ကိုရက်နဲ့မြည်သူကမြည်ကြတယ် ဒီလိုဆချတောက်ကြနေမောင်ထိပ်ဦးငားမြဆင်ကလေးကဘူရမရက်ကိုတဆွဆွတောက်ခဲ့ပြီးဖြစ်လို့အခုလဲဆက်လက်တောက်နေပြန်တော့ကြာလာတဲ့ခါအမူးလွန်ပြီးအိပ်ပျော့သွားတယ်။အဲ့ဒီခါမှာလောက်ဖော့ကင်ဖတ်တင်းအေးမှထိတ်လန့်တကြားထပြောတယ်။အလိုခိုကောင်ထိပ်ဦးကွင်းပိုင်ကြီးကိုစာဦးစာဖျားဆက်သားမယ်လို့ကတိပေးခဲ့တယ်လေဒုက္ခတော့ရောက်တော့မှာပဲ။ဒီလိုတတိပေတော်မှာကျွန်တော်တို့လည်း ထိတ်လန့်သွားမိကြတယ်။ဘာလို့လဲဆိုတော့တင်အေးဟာဒီဒေတာဘကဖြစ်သူမို့လို့သူ့နဲ့အကြောင်းကို သူဟာကောင်းစွာသိနေသူ ဖြစ်တော့ကြောက်ပဲ။တဖန်ဒီဒေတာဘက်မှရှိတဲ့ကွင်းပိုင်ကြီးကရခင်ကတင်အေးရဲ့ပြောဆိုချက်ရမကောင်းသော ကွင်းပိုင်ကြီးလို့သာ ကျွန်တော်တို့ကအလွယ်သတ်မှတ်ထားခဲ့တော့ကြောက်ပဲ။ရွာသူရွာသားတွေကောက်ဦးအချင်းကလာမျိုးဆိုရင် ကွင်းပိုင်ကြီးကိုအစာတောက်တွေနဲ့ပူဇော်ပါတာကြရတယ်။မပူဇော်ဖြစ်ခဲ့ရင်ကွင်းပိုင်ကြီးကဒုက္ခပေးတတ်တယ်ဆိုတဲ့ကြောက်ပဲ။ဒီတော့ကျွန်တော်ကအေးသူကလေးပေးခဲ့တာတော့ဟုတ်ပြီ။အခုစာကျွင်းစာကြံတွေပဲကြံတော့တယ်။အသစ်ပြန်ချက်ရအောင်လဲညကနဲ့နေပြီးဘလို့လောက်ကြမလဲ။တင်အေးမှခေါင်းကိုတပြင်းပြင်းကုတ်တယ်။ပြီးတော့ဒါဖြစ် ြန်နေတဲ့စာကျွင်းစာကျမ်းတွေကိုသူသေးချာချာလေးပြန်စုပြီးချက်ကားတိုင်မှာသွားဆက်တလိုက်ကြအောင်ဒီတော့ကျွန်တော်လဲစာပိသားအကျဉ်းချက်များကိုတတ်တတ်ရရစုပြီးဖက်ရွက်ထဲကိုထည့်ပြီးတော့တက်ရှိလက်ခွင်းထဲမှာတိုက်ရှိရင်းတွေသွားရောက်ချထားတယ်တကယ်တော့ထိုတိုင်ကလည်းလက်ထဲကိုကျွမ်းနွားတွေမဝင်ရအောင်၆လမ်းရှာမှာအုံဖြူသောတိုင်ပဲထမင်းတုပ်ကို တိုက်ရှိရင်းမှာချထားပြီးတော့နောက်ကျွန်တော်က ကွင်းပိုင်ကြီးခမညာကျွန်တော်တို့မေးလျော့သွားတာပွင့်မယူပါနဲ့ဒီလိုတောင်းပန်ပြောဆိုပြီးတက်ထဲကိုပြန်ဝင်လာတယ်ဒီနောက်ထုံညတညလုံးကျွန်တော်အိတ်လို့မပြောနိုင်ဘူးပြီးတော့မောင်ထဲဦးကလည်းစိတ်ထဲကနေအပြစ်တင်မိတယ်အပြစ်တင်ရခြင်းမှာမောင်ထဲဦးကကွင်းပိုင်ကြီးကိုတကယ်ငားရလို့စိတ်ဖြစ်ဂတိပေးတာမျိုးမဟုတ်ပဲသူ့ရဲ့ဝတ်တည်တိုင်းပစ္စကနေလှုပ်ခဏံပြော့တက်တော့အကျဉ်းချောက်ပဲပြီးတော့ ဒီဒေတာဘက်ကလည်းပညာသည်တွေပေါ်တလောက်နည်းနည်းလေးမှအမှားမခံတဲ့ဒေတာလွန်ခဲ့သော၃လခန့်ကလည်းမောင်ထေဦးဝါရွာထဲမှာအမျိုးသမီးတချို့ကိုသူရဲ့ဝတ်တီတိုင်းပစက်ကနေရန်တမ်းပြောဆိုပြီးနောက်တနေ့မှဖိုက်အောင်တယ်ဒီတော့ကျွန်တော်တို့ကလည်းစကားမှရှိတဲ့ဆေးတွေကိုတိုက်ပါတော့လဲမတတ်တာဘူးထို့အခါမြို့မဆရာဝန်ကိုပြင်ပြီးဆေးထိုးဆေးတောက်လုပ်ပြန်တော့လဲမတတ်တာဘူး နောက်ဆုံးတော့ဆရာဝန်ကအိုတက်ပေါက်တာထင်တယ်စေယုံသွားဒီလိုပြောတယ်ဒီတော့ကျွန်တော်တို့လည်း၎င်းကိုစေယုံကိုပို့ပို့ရစီစဉ်ရတော့တယ်အဲ့ဒီခိုင်မှာဒီဒေတာခန့်တယောက်မှနေအောင်ဆရာဝန်ပြောသလိုဟုတ်ရှင်မှလည်းဟုတ်မယ်ပယောကကြောက်လဲဖြစ်နိုင်တယ်ဆိုပြီးပယောကဆရာတယောက်ကိုပင့်လာတယ်ပယောကဆရာလည်း ဩဇာရွက်ကိုခူးပြီးကျွန်တော်တို့နားလည်ရခတဲ့ခါတာကိုရွတ်ပြီးတော့မောင်ထဲဦးရဲ့ကိုပေါ်တွင် တချပေးလိုက်ရသူ့ရဲ့ယောဂမှာချက်ချင်းပဲပျောက်သွားတယ်ဒီဒေတာဘက်ကိုရောက်လာခဲ့ရခြင်းမှာတခုတော့ကောင်းတယ်ကျွန်တော်တို့မမြင်ဖူးတာတွေမကြားဖူးတာတွေကို မြင်ဖူးကြားဖူးတော့ကြောက်ပဲမောင်ထဲဦးယောဂပျောက်တော့ပျောက်ကဆရာကိုငွေတချို့ကတော့တယ်ဆရာကလက်မခံဘူး သို့တော့လည်းနောက်နောက်မှာဒီလိုမျိုးမဖြစ်အောင်အပြောအဆိုကို ထိမ့်သိမ့်ပါလို့သာပြောသွားတယ်။ဒီတော့မှကျွန်တော်တို့လည်းမောင်ထိပ်ဦးဒီလိုဖြစ်ရသည်မှာသူ့ရဲ့အဆင်ကျင်မဲ့ပြဿနာမှုကြောင့်လို့သဘောပေါက်ခဲ့ရတယ်။ဒီလိုဖြစ်နေကြုံခဲ့ရတော့လည်းမောင်ထိပ်ဦးမှာသူ့ရဲ့ဝတ်တီကိုမဖြောင့်နိုင်ဘူး။အခုလည်းကွင်းပိုင်ကြီးကိုပါခနဲ့တော်စကလုံးတွေဖြစ်ကတိပေးတယ်လို့ပြောဆိုခဲ့တာမို့လို့ ျွန်တော်မှသူ့အတွက်စရက်မအေးနိုင်ဘူးနောက်တနေ့မနေ့ရောက်တော့ကျွန်တော်တို့တစိမ့်ရိုက်ထားတဲ့သပင်တွေကိုဖျက်ဖို့လှဆက်သမားရောက်လာတယ်သပင်တွေကိုတစိမ့်ရိုက်ထားသူတွေကကျွန်တော်ရဲ့မောင်ထိပ်ဦးရဲ့သားဖြစ်တာမို့လို့ကျွန်တော်တို့ကအပင်တွေကိုမြေပုံနဲ့လိုက်ပြီးတော့ပြရမယ်ဒါပေမဲ့ကျွန်တော်ကတော့အလုပ်ကိစ္စတစ်ခုကြောင့်မဲစာပုံရောက်နေဒီတော့လှဆက်သမားလဲမောင်ထိပ်ဦးကိုသာခေါ်သွားရမယ် ဲ့ဒီချိန်မှာမောင်ထိန်ဦးကရွာထဲမှာအိမ်တအိမ်မှာမြန်တဲ့တပြက်စီထိုးပေးနေတယ်။လှော့ဆက်သမားခေါ်တော့သူကနေပါအောင်ဗျဒီတပြက်စီလေးပြီးတော့အောင်တခါတည်းထိုးပေးခဲ့မယ်။နောက်ဆိုရင်ဒီကိုလာဖြစ်မှာမဟုတ်တော့ဘူး။ပြောပြီးဆက်လက်ထိုးနေရာနာရီဝက်ခန့်ကြတော့ပြီးစီသွားတယ်။အိမ်ချင်းကိုနှုတ်ဆက်ပြီးလှော့ဆက်သမားနဲ့တူတူလိုက်ပလာတယ်။ဒီလိုနဲ့ ကြိုဝိုင်ထဲမှာတစိမ့်ရိုက်ထားတဲ့ပင်ကိုပြတော့လှဆက်သမားအပင်ကိုစတင်ဖြတ်တယ်။အပင်ကကိုပိတ်ပလက်ခန်းကြီးမားတဲ့ပင်ကြီးပဲ။အပင်ကိုဖြတ်နေရင်ပြက်လုံနေပါဖြစ်လာတော့လှဆက်သမားမောင်ထိပ်ဦးတခြားခုတ်အဝေးကပင်အောက်မှာတွက်ရက်နေလေ။မောင်ထိပ်ဦးလည်းအဝေးမှာရှိသောအပင်ကြီးအောက်ဝဲတွားပြီးတော့ရက်တယ်။ဒီလိုရက်ခိုင်သည်မှာ ဖြတ်တဲ့အပင်လဲကြရင် တက်ကင်ချုံများကကျုပ်ပဲ့ပြီး လူကိုမှန်မှဆုံးလို့ဖြစ်တယ်။ဒီနောက်လှော့ဆက်စရာအပင်ကိုဆက်ဖြတ်တယ်။အချိန်အနည်းငယ်ကြာတော့ပင်ကြီးလဲကျပြီးပြီးတော့မောင်ထိပ်ဦးရှက်နေတဲ့ပင်ကြီးပါကြိုးကျလာတော့လှော့ဆက်သမားဟာကမန်းကတန်းချောင်ချပြီး မောင်ထိပ်ဦးကိုလှမ်းကြည့်တယ်။လှော့ဆက်သမားညက်လုံးမျက်စံပြူးမိတယ်။ဘာလို့လဲဆိုတော့မောင်ထိပ်ဦးဟာကြိုကျနေတဲ့ပင်ကြီးရဲ့အောက်မှာဥကောင်းတစ်ခုလုံး ရားစရာမရှိအောင်စီစီညံ့ညံ့ကျင်းမွနေတော့ကြောက်ပဲစင်စစ်ဖြစ်တော့ဖြတ်ရမယ်တပင့်ကြီးရဲ့ထိတ်ပိုင်မှနှွယ်ပင်က မောင်ထိပ်ဦးရက်နေတော့အပင်ကြီးထိတွားရောက်ရှစ်ပတ်ထားတာမို့လို့အပင်ဖြစ်ပြီးလဲကျသွားတဲ့အခါမောင်ထိပ်ဦးရက်နေတဲ့ပင်ကိုပါဆွတ်ရှုတ်တယ်လို့ဖြစ်သွားရခြင်းပဲမောင်ထိပ်ဦးရဲ့ဖြစ်ကိုမြင်တွေ့ရတော့ဖလဆက်သမားစခန်းကိုပြေးပြီးအကြောင်းကြားတယ်ဒီတော့ စခန်းမှာအကြီးကဲတွေလည်းလိုက်ပါလာပြီးအလောင်းကိုပြန်သည်စီပြီးတော့အတူပါကိစ္စကိုအချင်းချင်းသာလုပ်ပေးတယ်။ပြီးတော့လဲတော်ထဲမှာဖြစ်ခဲ့တာမို့လို့အလောင်းကိုလည်းတခြားသူများလိုတတေချာချာတကြိုရတာမျိုးလည်းမရှိဘူး။ဒါကြောင့်မို့မောင်ထေဦးသေဆုံးသွားတဲ့အခါသူ့ရဲ့မိဘတွေစီကို အကြောင်းကြားတော့မိဘတွေကလာပြီးငိုကြတယ်။ပြီးတော့ပြန်သွားတယ်။ဒီလောက်နဲ့ပဲပြီးဆုံးသွားတယ်။တနှစ် ထိုနှစ်တွေမှာအာနာပိုင်တယောက်တကိုးထွားခဲ့သောနှစ်ပဲ။ဒါကြောင့်မို့ဝင်းကြီးတွေတော်တော်များများဖြုတ်ချခံရတယ်။ဒီလိုဖြုတ်ချခံရပြီးသောနောက်၎င်းတို့ရဲ့လုပ်ငန်းတွေပါပိတ်သိမ်းခံရတယ်။ကျွန်တော်တို့ရဲ့တစ်ထုပ်လုပ်ရေးကုမ္ပဏီလည်းဝင်းကြီးတို့ရဲ့တာပိုင်ဆိုင်သောကုမ္ပဏီဖြစ်တာမို့လို့ချက်ချင်းဖြစ်သိမ်းပေးရတယ်။ဒါကြောင့်မို့အဆောက်အဦတွေဆက်တွေကိုအကုန်ဖြတ်အကုန်ဖြုတ်ပြီးတယ်လို့ရတာတွေကိုကားတွေပေါ်ကိုတည်ရတယ်။ ဒီနောက်ပစ္စည်းတဲ့ကားတွေကိုလည်းကုမ္ပဏီမှနေပြီးစတင်မောင်းထွက်ခဲ့ကြတယ်။ကျွန်တော်တို့ရဲ့ကားတော့နောက်ဆုံးထွက်ပိုးဟန်ပြင်တယ်။ကားထဲမှာကျွန်တော်ရဲ့ကျွန်တော်ဆရာမန်နေဂျာတွေရဲ့ဂျုံပိုင်ဆိုင်ရာတမကရဲအုပ်တယောက်တို့ပါဝင်တယ်။ကျွန်တော်တို့စီတဲ့ကားမှာ အလွန်တန်ဖိုးကြီးပြီးခမိတဲ့ကားကောင်းစားကြီးပဲ။ဒါပေမဲ့ချုံချင်းမှာစတင်ထွက်မယ်ပြူတော့စကားဘလို့မှနှိုးမရဘူးဒီတော့ကားဆက်ရလဲ ်ကားကိုပြန်စစ်တယ်တရခိုက်မှာရုံချေ900မှာကောင်းမလေးက900ရာနေရင်ပုံမှန်မဟုတ်တော့လေးတန်နဲ့ထအော်တယ်မရဘူးမရဘူးနင်တို့တွေမသွားရဘူးအဲ့လိုအော်တော့ကျွန်တော်တို့အားလုံးလည်းအံ့ဩသွားတယ်ဒီနောက်ကျွန်တော်ဆရာမောင်ကျော်ဟိုကောင်မလေးကဘာဖြစ်တာလဲသွားခေါ်စမ်းဟုတ်ကဲ့ဆရာ ကျွန်တော်လဲအေးအေးကြော်ကို သွားခေါ်တယ်။အေးအေးကြော်ကကျွန်တော်တို့ရဲ့ရုံချိမှာကိုရရောက်ခဲ့တဲ့မှာကြာခဲ့ပြီမို့အလုံးနဲ့လဲရင်းနှီးသူတယောက်ပဲ။အေးအေးကြော်ရောက်လာတော့ဆရာကနေပါဖြစ်တာလဲငါတို့နှောက်ချက်တာလား။ကျွန်တော်ကမောင်ထဲဥပဆရာအလုံးထမှန်အံ့ဩသွားရပြန်တယ်။ဒီနောက်ကျွန်တော်ကအေးမင်းငါတို့ဖပြောချင်လို့လဲ။ ျွန်တော်ခေါင်းကိုယူသွားတယ်ဗျာဟေးဘလို့ယူသွားတာလဲငါတို့နားမလဲဘူးရွာထဲကပညာတဲ့ကကျွန်တော်ရဲ့ဦးခေါင်းကိုယူပြီးခိုင်းစားနေပါတယ်ဒါကြောင့်ကျွန်တော်ဒီမှာမနေကျွန်တော်ဘူးဆရာတို့နဲ့ပဲလိုက်ခဲ့ချင်ပါတယ်ဒါပေမဲ့ဆရာတို့ကကျွန်တော်ကိုမောင်ထဲဦးမင်းလဲလိုက်ခဲ့လို့မခေါ်တော့ကျွန်တော်လိုက်လို့မရပါဘူးငါတို့မရတော့ ကိုတို့တွေလှုပ်ခတ်ပေးသေးတယ်လေမင်းမရဘူးလားမရဘူးဆရာကျွန်တော်တာတူးခေါ်လို့မရအောင်သူတို့ကလှုပ်ထားတယ်ဆရာဟာကောင်းကိုတပြင်းပြင်းကုတ်ပြီးတော့ကဲကဲလိုက်ခဲ့ကွာဆိုပြီးတော့လက်ကင်ပေါ်နဲ့ပြပြီးခေါ်တယ်ဒီတော့မှကားကလည်းပဲပြင်လဲမပြင်ရပါပဲမောင်းလို့ရသွားတယ်မောင်ထဲဦးရဲ့အိမ်ကိုရောက်တော့ဆရာဟာလက်ကင်ပေါ်လေးကိုဝှေ့ရန်ပြရင် ကဲမောင်ထိပ်ဦးရေမင်းအိမ်တော်ရောက်ပြီနေခဲ့တော့ဆိုပြီးသူ့ရဲ့မိဘတွေကိုအကျိုးကြောင့်ပြပြပြီးကုသိုလ်ဖြစ်အမျှဝေဖို့ပြောခဲ့တယ်ပြီးတော့ထောက်ပံ့ခြင်းဆိုပြီးငွေတချို့ကိုပေးအပ်ပြီးတော့ဆက်လက်ထွက်လာခဲ့တယ်ဒီလိုနဲ့ဆရာကသူ့ရဲ့ဌာနကို ပြန်လျှောက်တော့စခါမှကြံခဲ့တဲ့ဒေတာခန့်ဝန်ထမ်းဟောင်းတွေကိုဖုန်းဆက်ပြီးမြေပုံကိုတွားရောက်ကြည့်ရှုခိုင်းတယ် နိုင်ရှင်ဝက်ခန့်ကြတော့၎င်းတို့ကဖုံးပြန်ဆက်ပြီးတရင်ပို့တယ်။ဟုတ်တယ်ဆရာကြီး။မောင်ထိပ်ဦးရဲ့မြေပုံကိုတူးထားတာတွေ့ရတယ်။ပညာတဲ့ကအလောင်းရဲ့ခနာကိုကတခုခုကိုယူသွားတဲ့ပုံပဲ။အလောင်းကိုပြန်ဖို့တော့လေဖြစ်တယ်လို့မျိုးပြန်ဖို့တာတယ်ဆရာ။ဆရာလည်းဘာမှပြတ်မပြောတော့ဘူး။ဒီနောက်သူတို့ကိုကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချတယ်။ ဆရာရဲ့ဘေးမှာရှိနေတဲ့ကျွန်တော်လဲမောင်ထွေးဦးရဲ့ဖြစ်ကိုပြန်တွေးမိတယ်။တကယ်တော့ကျွန်တော်တို့တထုတ်လို့ရေစကမ်းမှာလောက်ကင်ခဲ့သောနှစ်တွေတွင်ကွယ်လွန်ခဲ့သူတွေလည်းရှိတယ်။ပညာသည်တွေကဘာကြောင့်မောင်ထွေးဦးကိုမှရွေးပြီးခိုင်းစားခဲ့တာလဲ။၎င်းရဲ့နှုတ်မဆောက်စီမှုကိုအမြင်ကပ်လို့လား။ဒါမှမဟုတ်ကွင်းပိုက်ကြီးကိုပေးခဲ့သောကတိမတီးခဲ့လို့ဒီလိုဖြစ်စုံနဲ့ကြုံခဲ့ရတာလား။ဝေခွဲမရနိုင်ဘူး။ ူငယ်ချင်းတချို့ကလည်းသူတို့ရဲ့ယူဆချက်ကိုပြောပြတယ်။ကွင်းပိုင်ကြီးကိုဂတိပေးပြီးဂတိမတည်တော့သူ့ကိုခနဲသလိုဖြစ်သွားမှာပေါ့တဲ့။ဦးမောင်လွေမိသားစုပုပ်ပါတော့နေမှာရွှေတရွာမှာနေကြပြီးငပြောချက်နဲ့စီပေါ်ရဲဖြစ်ထွန်နေတဲ့မိသားစုပဲ။ထိုစဉ်ကချွေစည်းတော်တထောင်မကျော်သေးတော့လေ။ဦးမောင်လွင်တို့မိသားစုမှာချွေတွေကို ြည်တော်အပြည့်ထက်သိမ်းထားတဲ့ထီကြီးပွားကြတယ်။၎င်းတို့ကထိုချွေတွေထက်ထားတဲ့ပြည်တော်ကိုဖះဆင့်ပေါ်မှာပဲတင်ထားတယ်။ချက်ဝင်းကအလွန်ကိုကျဲဝင်းတယ်လို့အလွန်ဆိုးတဲ့ခွေးသုံးခေါင်ကိုမှွေးထားတာမို့လို့တခိုးရံကိုစိတ်ချနေခြင်းကြောင့်လည်းဖြစ်မယ်။၎င်းတို့မိသားစုအိမ်ရှိကိုမနဲ့တိုင်းစွန့်ငန့်ကြွားတဲ့ယဟန်တော်များကို ကောင်းစွာစွန့်လောက်လှူလေးရှိတယ်လို့အလှူပွဲကြီးတွေကျင်းပရမှာလဲ။ ုံ့တခြင်းမရှိဘဲလှူဒန်းကြတယ်။တမိသားစုလုံးဒီလိုအလှူဒန်းရရော်တော့လဲတာဖြစ်သူဟာအနီးအဝေးမှာအလှူခံလာတဲ့လူနဲ့လာရောက်တောင်းချမ်းသူများကိုလှူဖို့နစ်နေတသားခွေနဲ့ပဲရှူတိုက်တတ်သေးတယ်။ခွေတွေကကြိတ်လိုက်တော့အလှူလခံသူတွေတောင်းရန်သူတွေဖယုတ်ဖယဲထွက်ပြေးကြရတယ်။၎င်းအဖြစ်ကိုကြည့်ပြီးတောင်းလိုက်ဟာဥမျိုးနဲ့တက်တယ်။ တနေ့မှာတော့ပကညာဦးပကခီးသက်တင်ကားတစီပုပ်ပါတောင်ဘက်ကိုဆက်ရောက်လာတယ်။ခီးသက်တင်ကားစုပင်မဲ့ကောင်းမွန်သောကားမဟုတ်ပဲအလွန်ကိုအမင်းနေသောဒိုင်နာကားတစီပဲ။ကားဆိုင်တာနဲ့တပြိုင်နက်လူတစုကားပေါ်ကနေဆင်းလာတယ်။၎င်းတို့ဟာခေါင်းပေါင်းတွေကိုကြကြနနာပေါင်းထားကြပေမဲ့ဝှထားတဲ့ချန်တိုင်ရင်သာဝတ်ဆောင်ကတော့အလွန်ကိုဟောင်းနှွမ်းနေပြီ။ဒါပေမဲ့ အဝတ်စားတွေကို ကြီးညော့ကင်းအောင်တစ်ချာချုပ်ဖို့ဝတ်ဆင်ထားတယ်။ကားပေါ်မှာဆင်ပြီးတဲ့နောက်၎င်းတို့ကပုပ်ပါတောင်နီမရွာများကိုချမ်းသာဝင်ဝဲနဲ့လိုက်လက်အလှူခံတယ်။ဒီလိုအလှူခံရင်းနဲ့ဥမောင်းလွင်တို့ရဲ့ချက်ချစ်ကိုရောက်လာတယ်။ဆန်လေးလက်တဆုပ်စာလောက်စွန့်ကြဲကြပါခမညာ။ဒီတော့တောက်လိုက်မှာသူ့ရဲ့ပင့်ကိုကျင့်တိုင်းအလှူခံတွေကို ခွေးနဲ့ချူတိုက်တယ်။ ခွဲတွေကလည်းခြံပြင်မှာလှူခံသူများစီကိုတဟုန်ထိုးပြေးသွားတယ်။ဒီတော့အလှခံပုဂ္ဂိုလ်တွေလည်းဖယုတ်ဖယဲနဲ့ထွက်ပြေးကြရတော့တာပေါ့။၎င်းတို့ထွက်ပြေးသွားသည်ကိုကြည့်ပြီးတောင်းလိုက်မှာအာရပါရရှင်မောပြီးတော့ခွဲတွေကိုပြန်ခေါ်ပြီးတန်ချိုးနဲ့ပြန်လဲတုပ်ရှိတယ်။နောက်တစ်ရက်မှာတရိုးဖွဲကဦးမင်းလွင်တို့အိမ်ရှိကိုလာရောက်ပြီးအလှခံတော့တောင်းလိုက်ကလည်း ခွေပြေချူတိုက်ပြန်လာမှုလို့ထွက်ပြေးကြရပြန်တယ်။တောက်လိုက်မှာရီမောပြီးတော့ကြံခဲ့ရပြန်တယ်။တနေ့မနက်မှာဦးမောင်လင်တို့မိသားစုမနက်စစားနေခိုက်မှာဆန်လေးလက်တဆုပ်စာလောက်အလှခံပါတယ်။အိမ်ချင်းမနေချမ်းတန်ဝဝဲနဲ့အလှခံတဲ့တန်ကိုကြားလိုက်ရတော့ကြောင့်တောင်ရောက်စလုံးလှမ်းကြည့်တော့အဖိုးအတူကိုတွေ့ရတယ်။ အဖိုးအိုလည်းခေါင်းပေါင်းကိုကြကြနနာပေါင်းထားပြီးဟောင်းနွမ်းနေတဲ့ခြံတိုင်ရင်သားဝတ်စုံကိုတတရရဲဝတ်ဆင်ထားတယ်။ကြည်ရတီမှာအခုတလောမှာရှောက်လာတဲ့ခြံဝတ်စုံကိုစီဝတ်ထားတဲ့အလှကံဖွဲ့နဲ့တစ်ဖွဲ့တည်းဖြစ်မယ်။ဘလို့ပဲဖြစ်ပါစေအလှကံဖွဲ့ဆိုရင်မျက်စိနောက်တက်တဲ့တောင်းလိုက်မှာတန်ကျိုးနဲ့ချီထားတဲ့ခွေးကိုလှုပ်ပြီးချူတိုက်တယ်။ခွဲရည်လဲ အလှကံဖိုးအုပ်စီကိုတဟုန်ထိုးပြစ်ထွက်တယ်။ဒါပေမဲ့အဖိုးအုပ်ရဲ့အခြေကိုရောက်တော့ခွဲသုံးကောင်စလုံးမှာအသက်မထွက်တော့ဘူး။အမိကုတ်ပြီးလှည့်ပြန်ခဲ့ကြတယ်။မိသားစု၃ယောက်စလုံးထိုးအဖြစ်ကိုအံ့ဩစွာကြည့်နေခိုင်မှာအဖိုးအုပ်ကအုံမလွင်ရဲ့အိမ်ကိုလက်ညှိုးထိုးပြီးညိတ်ကြီးကိုဖနှောင်းနဲ့ပောက်ပြီးတော့ထွက်သွားတယ်။ဖာရဲ့ကြောက်လည်းမသိဘူးအဲ့ဒီခိုက်တန့်လေးမှာစတင်ပြီး ဦးမောင်လွင်တို့မိသားစုရဲ့မျက်လုံးထဲမှာအဖိုးအိုကအချိန်ပြေးမြင်ရောက်နေကြတယ်။နောက်တနေ့မနက်ကိုရောက်တဲ့အခါမှာအဖိုးအိုကအိမ်ချဲကိုရောက်ချလာပြန်တယ်။ဒီတော့တောင်းလိုက်ဖျားစင်းပေါ်မှာတင်ထားတဲ့ခြွေတွေထည့်ထားတဲ့တောင်းကိုယူပြီးတော့အဖိုးအိုကိုသွားပေးတယ်။အဲ့ဒီဖြစ်ကိုဦးမောင်လွင်ကဇနီးသက်ပါမြင်တွေ့ကြပါတော့လေ။နှစ်ယောက်စလုံးစွန့်အနေမိတယ်ဘလို့မှပြောဆိုတားဆီးနိုင်စွာမရှိဘူး ထွက်သူတောင်းလိုက်ကိုယ်တိုင်ကလည်းစိတ်ညစ်ခံရသူတယောက်ပမာကိုပါလုံးနေလဲဆိုတာကိုမသိနိုင်ဘူးချွေတောင်းလဲလက်ထဲကိုရောက်တဲ့နောက်ဖို့အိုပြန်ထွက်သွားတယ်တောင်းလိုက်လဲအိမ်ပေါ်ကိုပြန်တက်လာပြီးဥမောင်းလွင်တို့ရှင်းမဝင်ထိုင်တယ်တုံးရောက်တာဘာစကားမှမပြောပြခဲ့ကြဘူးဒီလိုနဲ့မနှစ်30ခန်းကြာလာတော့ဥမောင်းလွင်ကစနစ်ဖြစ်သူပါ ဲ့ရမှာလက်နိုသူများလို့ထောက်အောင်ကြတယ်။ဟာကုံပါပြီကွာ။အမလေးကုံပါပြီတော့။တဆက်ထဲပဲတောင်းလှန်ကလည်းပြတူပြတဲ့နဲ့ထပ်ပြောတယ်။သူတို့တွေဒီမြို့ထဲမှာပဲရှိအောင်မဲ။မိလောက်သေးတယ်။မိလောက်သေးတယ်ဖေ။ဒီနောက်၃ရောက်တာအိမ်အောက်ကိုကမန်းကတန်းဆင်းပြီးအိမ်ပြင်ထွက်ပြီးတော့အဖိုးအုပ်ကို အသေးအတန်ချဖွေမိကြတယ်။ဒါပေမဲ့မတွေ့တော့ဘူး။နေရဆုံအောင်လိုက်မေးချပြန်တော့လေသတိမထားမိဘူးဆိုတဲ့အဖြစ်ကိုပဲရတယ်။နောက်ဆုံးတော့လက်ချော့ပြီးလှည့်ပြန်ခဲ့ကြတယ်။အရောက်တော့မိခင်ဖြစ်သူခြုံပွဲချောင်းကိုရင်တောင်းလိုက်ကိုပြစ်တင်ချိန်မောင်းနေ။နင်းကြောင့်နင်းအလှလာခံတဲ့လူတွေကိုခွဲနဲ့ရှူတိုက်လို့ဟိုကလောက်သွားတာ။ အမေရလည်းဗျာကျွန်တော်ခွေးနဲ့ချွတ်တိုက်တုံးကအမေလည်းရှိတာပဲတားပါလားဟဲ့ငါတို့ကတားစရလားတားရအောင်နေရခလေးလည်းမဟုတ်တော့ဘူးအတိညာရှိမှာပေါ့တာမီနှစ်ယောက်ပြောဆိုညှင်းခုတ်နေကြခိုင်မှာဦးမောင်လွင်ကကဲကဲတော်ကြပါတော့မနှက်ဖြန်အဲ့ဒီလူပြန်လာချင်းရင်လာအောင်မှာပေါ့သူမလာဖြစ်ရင်တော့သူ့ရဲ့ဖွဲ့သားတွေလာကြမှာပါဒီတော့မှပြဿနာကိုဆက်ရှင်မယ် ပြောတာပြောရတယ်။ဥမောက်လင်ကိုယ်တိုင်မျောလင်းချက်သိမ့်မရှိဘူး။ဒီနောက်ဘာစကားမှမဆိုတော့ပဲအိမ်ဘဝဆင်းသွားတယ်။နောက်တနေ့မနက်ရောက်တော့ဥမောက်လင်တို့မိသားစု၃ယောက်ခြံဝါးမှရှက်ပြီးအလှခံဖိုးအုပ်ကိုစောက်မြော်မိကြတယ်။ဒါပေမဲ့အဖိုးအုပ်ကရောက်မလာခဲ့ဘူး။ထို့အတူသူတို့အဖွဲလုံယူဆရတဲ့ခြံတိုင်ရင်သားအလှခံဖွဲကလည်းရောက်မလာတော့ဘူး။ ဦးမောင်လွင်တို့ကလည်းရက်ပောင်တော့ကြအောင်စောင့်မျှော်ခဲ့တယ်။နောက်ဆုံးမှာလုံးဝရောက်မလာတော့မှခြေတွေပြန်ရဖို့အရေးကိုလက်ချော်ခဲ့ရလေတော့တယ်။အဖွားဟာအဖေနဲ့စကားများတဲ့ခါတိုင်းမှာနင်းကြောက်ငါတို့ရွှေတွေပါသွားတာနင်းကြောက်ခဏခဏဖြစ်တဲ့ကြေမောင်းတော့ကြောက်ကျွန်တော်လက်အဖေကိုမေးမြန်းကြည့်မိတော့ တရားဖြစ်ပျက်တွေကိုပြန်လည်သိရှိခဲ့ရခြင်းပင်ဖြစ်လေတော့တယ်နာဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ထူဆန်းသော အလှကံဖို့အိုးဆိုတဲ့ဇလံလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်ဇလံတလေးတွေကိုလည်းမိတ်ဆွေများ ဆက်လက်ဆောင်မြောင်းအားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။